ဟယ်လိုအားလုံးပဲမင်္ဂလာပါတီချေစင်ပါရှင်အဲ့တော့တီချေတို့ဒီဗီဒီယိုလေးထဲမှာတော့အဓိကမိခွန်းနံပါတ်30ကိုသွားကြရအောင်အဲ့တော့မိခွန်းနံပါတ်30ရဲ့မိခွန်းလေးဖတ်ကြည့်မယ်ပုံစံလေးဖတ်ကြည့်ပါမယ်တတမ65အမြောက်၄ညီတို့အတွက်ဒီကိုရှင်းပြပါအဲ့တော့သားတို့တမလို့ရင်အရှိကဗီဒီယိုမှာတီချေကမလုပ်ခဲ့ပါတည်းဟုတ်ပါတယ်ရာလီစိတ်အထိတတမကိန်းတွေကိုတီချေတို့အပြည့်ကိန်းနေနဲ့မြောက်ခဲ့ကြတယ်အခုလည်းဒီမှာကြည့်ကြရအောင်ရာလီစိတ်အထိတတမကိန်းကိုတီချေတို့အပြည့်ကိန်းနေပဲမြောက်မှာပဲအဲ့တော့ဒီမှာတွက်ပြ ပေးထားပါတယ်ရှင်ဒါလေးကိုတစ်ချေတို့တစ်ချက်လောက်ရှင်းပြကြရအောင်တကယ်တော့အပြင်မှာဆိုလို့ရှင်တော့တအားတို့တမလို့ကတစ်ချေကိုပြန်ပြီးတော့မှရှင်းပြရမှာနော်ဟုတ်ပြီရှင်โอเคရဆိုလို့ရှင်လာကြည့်ကြရအောင်ပါအဲ့တော့ဒီချေနဲ့တူတူလိုက်ပြီးတော့ရှင်းကြည့်ပေါ့အဲ့တော့ဒီမှာပါရှင်1.65ကို4နဲ့မြောက်ပါပြီအဲ့တော့တအားတို့တမလို့ရေဒီ4က5ကိုအရင်မြောက်ပါမယ်5 5 20တုံညာရေးနှစ်မှတ်ထားပါရှင်လက်ကလေးနှစ်ချောင်းထောင်းတာပါပြီးတော့4 6 24ခုနောက်ကနှစ်နဲ့ပေါင်းလိုက်တော့26 6ရေးနှစ်မှတ်ထားပါရှင် ်၄4နှစ်နဲ့ပေါင်လိုက်တော့ဘယ်လောက်လဲ6ဖြစ်ပါတယ်အရုံဒသမဂိဏီမြောက်တဲ့အခါမှာအပြည့်ဂိဏီမြောက်တဲ့အတိုင်းမြောက်မယ်နောက်ဆုံးကျမှ TK အတိုင်းဒသမနေရာလေးကိုမှတ်မှာဖြစ်ပါတယ်အဲ့တော့ TK ကိုပြန်ကြည့်လိုက်တော့ဒသမရဲ့အနောက်ကဏ္ဍနှလုံးရှိပါတယ်ဒါကြောင့်မို့လို့အဲ့ဒီအတိုင်းဒသမရဲ့အနောက်ကဏ္ဍနှလုံး ထားပြီးတော့မှဒီကျေရုဒသမအမှတ်ကလေးကိုမှတ်လိုက်တော့ဒီကျေရုရဲ့ဖြေကဘယ်လောက်ရမှာလဲဟုတ်ကဲ့အဖြေ6ဒသမ639ဖြစ်ပါတယ်ရှင်အဲ့တော့တအားလို့သမလို့ရင်6ဒသမ639ကလေ6ဒသမ6နဲ့အတူတူပါပဲရှင်ဟုတ်ကဲ့နော်အဲ့လိုပုံစံမျိုးပုံစံလေးတွေကိုဒီချိန်နဲ့တူတူလိုက်တော့ကြည့်ကြရအောင်အဲ့တော့လေ့ကျင့်ရမျိုးကနံပါတ်18အဲ့တော့ပုံစံလေးကိုကြည့်ကြရအောင်ပါဒီကျေရုပုံစံလေးတော့ယူပေးပါမယ် ဟုတ်ကဲ့နံပါတ်69ပါရှင့်အဲ့တော့ဒီချက်ရူတော့ဖို့အတွက်မိကုန်းကလေးပြန်ပြီးတော့မှကူကြရအောင် โอเคอ่ะဆိုဒီချက်နံပါတ်တက်လိုက်ပြီ18အဲ့တော့2တသမ38အမြောက်5ဟုတ်ကဲ့တို့တွေဘလို့တွက်ပါလဲဒေါင်းလိုက်တွက်ပါပေါ့ခေဒေါင်းလိုက်တွက်ဖို့အတွက်နေရာချချရအောင်ပါဒါကြောင့်ကြော်မယ်ပေးမြင်းလေးနဲ့ခွာပြီးတော့ချပါမယ်2တသမ3895နဲ့မြောက်ပါမယ်ရှင်အဲ့တော့မြင်ပိတ်မယ်အမြောက်လက္ခဏာထည့်ပါပြီရှင်โอเคအဲ့တော့ဒီ5ကိုတို့တွေရှင်ဒီ5က8ကိုအရင်မြောက်ပါမယ်9843ညရေး4မှတ်ထားပါရှင် ီးတော့တော့ဒီ9ကတုံးအောင်များဟာ9တုံးဒီ15ခုနကမှတ်ထားတဲ့၄နဲ့ဆိုတော့ဇက်ကို6ရစ်တက်မှတ်လိုက်ပါရှင်ပြီးတော့တော့9နဲ့ဒီ10တက်တက်ပေါင်းလိုက်တော့17ပေါ့ခေတ္တဆိုလို့ရှိရင်အပြေကိန်းနေညောက်တဲ့အတိုင်းညောက်ပြီးသွားပြီဆိုရင်တော့တို့တွေတသမလေးမြက်ဖြတ်ရအောင်အဲ့တော့တသမလေးကိုဒီကိန်းအတိုင်းဖြတ်ပါမယ်ဒီကိန်းမှာကတသမရဲ့အနောက်ကနန်းနှလုံးရှိရတဲ့အတွက်ကြောင့်မလို့အပြေမှာလည်းတသမရဲ့အနောက်ကနန်းနှလုံးထားပြီးတော့တသမအမှတ်ကလေးကိုမှတ်ကြရအောင်ဟိဒါဆိုရင်တို့တွေရဲ့အပြေဘယ်လောက်ရမှာလဲ ဟုတ်ပါတယ်17တသက်မှာ9သုံးညအဲ့ဒီတော့17တသက်မှာ9သုံးညကအဖြစ်ဘယ်သူနဲ့အတူတူပဲလဲဟိဟုတ်ပါတယ်17တသက်မှာ9နဲ့အတူတူပါပဲโอเคအားဆိုရင်နံပါတ်18ပြီးတော့တို့တွေနံပါတ်18ကိုတွေ့ကြရအောင်ပါနံပါတ်18ကာကြီးခောက်ရေးကငေးကာကြီး၄ဘုတ်ပဲရှိပါတယ်ရှင့်ဒီချန်နဲ့အတူတူတွေ့မယ်နော်အဲ့တော့18ပုံမှာကာကြီး ော့ဒီပုံဒီပုံစံလေးကအရှိရဗီဒီယိုနဲ့တခါတည်းတွဲကြည့်ရပါနော် ဆယ်လီစိတ်ထိ sorry ရာလီစိတ်ထိတသမဂိနေတွေကိုအပြေဂိနေမြောက်တာဖြစ်ပါတယ်အဲ့တော့ကာတိပု္ပ္ပစာလေးကိုပြီးတော့တချောင်းကျော်ပြီးနေရာထားပါမယ်3တသမ8 5ကိုဘသူနဲ့မြောက်ပါလဲနှစ်နဲ့မြောက်ပါပေါ့အဲ့တော့မြင်ပိတ်မယ်အမြောက်လက္ခဏာချက်အဲ့တော့ဒီနှစ်ကလေးက9ကိုအရင်မြတ်နှစ်9လေး10တုံညာရေးတင်မဲ့နှစ်9လေး14တင်နဲ့ပေါင်းလိုက်တော့15 9ရေးတင်မဲ့နှစ်3လေး6တင်နဲ့ပေါင်းလိုက်တော့9ပါရှင့်ဒီကိန်းတိုင်းတသမမှတ်ပါမယ်အဲ့တော့တသမရဲ့အနောက်ကနေနှလုံးကို ကနက်နှလုံးထားပြီးတော့မှဒသမလေးမှတ် error အဖြေဘယ်လောက်ရမလဲဟိအဖြေ9.53တုံညာဆိုတော့9.5ပဲပေါ့ကဲနမခါခွေတကြရအောင်ပါ3ညတသမ55အညာ6ဒါကြောင့်ကြော်ပြီးနေရာချပါမယ်3ညတသမ55ကို6နဲ့ညကြရအောင်ဟိအဲ့တော့ down line နေရာချ မြင်သိမဲ့အမြောက်လက္ခဏာချက်ဟုတ်ကဲ့6က9နဲ့မြ6 9 30တုံညာရေးတုံမှတ်ကြရအောင်6 9 30 9ကတုံနဲ့ပေါင်းလိုက်တော့33တုံရေးတုံမှတ်ပါမယ်6တုံညာလေးတုံညာတုံနဲ့ပေါင်းလိုက်တော့3ပေါ့ဒသမလေးမှတ်မယ်ဒီကိန်းတိုင်းချက်ကြရအောင်ပါဒသမအနောက်ကနဲ့နှလုံးဆိုတော့တစ်လုံးနှလုံးအဲ့တော့ချယ်ရီရဲ့ဒသမကဒီနေရာလေးမှာပေါ့အဲ့တော့အပြည့်ထူကြရအောင်ပါအပြည့် 3ဒသမ3 3ညဘာလို့ ਨੇ အတူတူပဲလေ3ဒသမ3 ਨੇ အတူတူပါပဲရှင် ဟုတ်ကဲ့ပြီးတော့ယူဆိုရင်တော့နမတ်ကငဲဂါကြီးတွေ့ပါမယ်โอเค edit.gangae.gaji နမကောင်းငယ်မိကုန်လေးကူကြရအောင်ပါ၄တသမရှစ်အမြောက်၅တချောင်းကျော်ပြီးနေရာချပါမယ်၄တသမရှစ်ကိုဘယ်သူနဲ့မြောက်မှာရော၅နဲ့မြောက်မှာပေါ့ဟုတ်ကဲ့ရှင်ဒါဆိုရင်မြောက်ကြရအောင်ဒီပုံစံလေးမှာတော့ဒီကျေတို့ကတသမရဲ့အနောက်မှာဆယ်လီစိတ်ထိပဲပါပါတယ်ခဏန်းတစ်လုံးပဲပါပါတယ်ရှင်အဲ့တော့ရှင်၅လီ40တုံညာရေးလေးမှတ်ရအောင်၄၅လီ sorry ၅လေးလီ20 20ရေးလေးရပေါင်းလိုက်တော့24ပေါ့အဲ့တော့ဒီ င်းတိုင်းတသမလေးဖြတ်လိုက်တော့တသမအနောက်ခဏတလုံးဆိုတော့ဒီနေရာလေးပါရှင့်အဲ့တော့အဖြေထိုးကြရအောင်ပါအဖြေ24တသမ3ညဆိုတော့24ပွန့်နံပါတ်ကငယ်ပြီးသွားတော့နံပါတ်5ကြီးနံပါတ်ကကြီးက1တသမ2 5အမြောက်4ပါရှင့်ဒါကြောင့်ကြော်ပြီးနေရာချပါမယ်1တသမ နှစ်9ကိုဘယ်သူနဲ့ညောက်မှာတော့၄နဲ့ညောက်ပါမယ်ရှင်မြင်ပိတ်မဲ့အမြောက်လက္ခဏာချက်โอเคအဲ့တော့ညောက်ကြရအောင်၄9 20တုံညာရေးညမှတ်၄နဲ့၄8နှစ်နဲ့ပေါင်းလိုက်တော့10တုံညာရေးတင်မှာပါရှင်၄တက်လီ၄တက်နဲ့ပေါင်းလိုက်တော့9ပေါ့အဲ့တော့ဒီကင်းအတိုင်းဒသမလေးကိုဖြတ်ပါမယ်ဒသမရဲ့အနောက်ကနဲနှလုံးထားပြီးဒသမအမှတ်ကလေးမှတ်လိုက်တော့အဖြေကငါဒသမတုံညာတုံညာကဘယ်သူနဲ့တူတူပဲလဲဟိ9နဲ့အတူတူပါပဲဒါဆိုလို့ရှိရင် အရှိကဗီဒီယိုနဲ့တအားတမလို့ကတွဲကြည့်ပြီးပါလို့ရှင်တသမရဲ့အနောက်ကနန်းနှလုံးရာလီစိတ်ထိတသမဂိန်းလေးကိုသူတွေကအပြေဂိန်းနဲ့နှောက်တဲ့ပုံစံလေးတွေကိုသူတွေတက်ခဲ့တာဖြစ်ပါတယ်ဒါဆိုရင်ဒီဗီဒီယိုလေးကိုတကြက်ဒီနမရဲ့ခဏရမယ်နောက်ဗီဒီယိုကြလို့ရှင်နောက်ထပ်ပုံစံလေးတစ်ခုကိုသူတွေဆက်တွေ့ကြရအောင်เนาะအားလုံးပဲဘိုင်ဘိုင်